ကမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအလုံးအတွက်ဆန်နရ6လ2025ကနေ76လ2025အတွင်းမှာဂျုံတွေ့ရမဲ့တပတ်စာကံကြမ္မာဟောကိန်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေ။အဲဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေဂျုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲဒီတပတ်ကာလကတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအတွက်အပြိုင်ဆိုင်တွေအားလုံးကိုအောင်မြင်စွာကြော်လွှားပြီးတော့လေကိုလိုချင်တဲ့ပန်းနိုင်တွေကိုလမ်းကင်နိုင်မယ်ဆိုတဲ့ကာလထဲမှာအကြောင်းနေတာတွေ့ရတယ်ဗျ။ အထူးသဖြင့်အလုံနဲ့ပတ်သက်လို့ရှိရင်ဗောလေဒီကာလမှာအလုံမရှိသေးတဲ့သူတွေအလုံရှောင်ရင်အလုံတွေပါတယ်ရတဲ့တဲ့ဂိမ်းတွေကသွားပါတာတွေ့ရတယ်အထူးသဖြင့်ပြပထွက်ခွာမဲ့အကျိုးသားမဲ့သူတွေဆိုရင်ငငညာထွက်သွားခွင့်ရှိတဲ့ဂိမ်းတွေမှာပါတော့တော်တော်လေးအားကောင်းတယ်အလုံနဲ့ပတ်သက်တဲ့အင်တာဗျူးတွေပါတယ်ဖြစ်ရင်အောင်မယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်ဗျာနော်တိချာတကူကတော့ဒီကာလဒီတနင်္ဂနွေတာသမီတွေအတွက်ကံကောင်းတဲ့ရတ္ထပဒကာလဆိုတာတော့အေကံမှုချဖြစ်ပါတယ်။ဟိုဟာတချို့ရှိတဲ့သူတွေလက်ရှိအလုပ်ကနေရာထူးတို့အပြောင်းအရွှေ့တွေဖြစ်တတ်တယ်။တချို့ကတော့လက်ရှိအလုပ်က အခွင့်အရေးလေးတွေနဲ့ပြင်မသားအကျိုးခံနိုင်ဝင်မရတဲ့အခါမှာနောက်အလုပ်တစ်ခုကိုကူးကျင်ပြောင်းရင်ရွှေ့ကျင်တဲ့စိတ်တွေပေါ်လာလို့ပြောင်းရွှေ့ရမှုအကျိုးစားနေတဲ့သူမျိုးလေးတွေကြုံရတတ်တယ်။အဲ့တော့အဲ့လိုမျိုးကြုံရရင်လည်းကျွန်တော်အားပေးတယ်။ပြောင်းစရာရှိတာရဲဝုံဝင်ပြောင်းပါဗျာနော်။ပြောင်းတဲ့လုပ်လေတကပို့ပြီးအဆင်ပြေတဲ့ဟာမျိုးလေးတွေကြုံရမှာဖြစ်တော့တိခံမိနေတဲ့အကြောင်းမရှိပါဘူးဗျာနော်။အနောက်မဆိုရင်ဒီအလုပ်မှာကအရန်ပင်မှန်းတယ်။အပင်မှန်းတယ်ဆိုတော့လည်းပဲအကျိုးခံနိုင်ဝင်ရာကြီးကြီးမားမားမရပဲနဲ့ဟိုအကျိုးမြတ်တွေကတခြားတရားယူကွာကိုကစရိခံနိုင်မျိုးတွေသွားဖြစ်တတ်တယ်။ ီလိုအလုံးမှာအတိုက်ခိုက်တွေရှိတဲ့အခါစိတ်တော်ကရောက်စီရတွေဖြစ်တယ်လို့လေဒီကရမှာလက်ရှိအလုပ်ကထွက်ပြီးတော့ကိုပိုင်စီးပွားရေးတစ်ခုလုပ်မယ်ဆိုလဲအောင်မြင်မယ်တခြားအလုပ်တစ်ခုကိုလည်းပိုင်နိုင်တဲ့အလုပ်တစ်ခုပေါ့လေတခြားပြီဆိုရင်တော့ပြောင်းမယ်ဆိုရင်ပြောင်းတဲ့အလုပ်ကပိုကောင်းတာဖြစ်တဲ့တို့ကအဲဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်ပြီးတော့ဒီကရမှာငွေချင်းနဲ့ပတ်သက်လို့ရှိရင်အမရန်လက်လာပါရွှေမယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်ပုံမှန်မဟုတ်တဲ့ငွေဝင်လမ်းကြောင်းလေးကနေငွေဝင်လာမယ်ဆိုတဲ့ဂိမ်းပါတယ်အဲငွေအစုလိုက်ပြုံလိုက်ဝင်တတ်တယ်ပေါ့လေအဲ့တော့ကိုကြီးဆောက်ရှောက်မဲ့သူတွေတွေငွေချင်းနဲ့ပတ်သက်ပြီးလက်ပွင့်နေတယ်ပေါ့လက်မပိတ်ဘူး ထပ်မှာမယ်နော်လက်ပွင့်နေတဲ့ဂိမ်းထဲမှာလက်ပိတ်အောင်နေအမားယွန်းနေကြက်တွေမရှိတဲ့အရာမျိုးတွေမလောက်ကြပါနဲ့အဲ့ဒါလည်းနှစ်ချက်ပဲရှိတာအပျော်ပါးတွေတောက်စားမှုရပြီးတော့လေခုနကလိုဒီဖောက်ပြန်မှုတွေအဲ့လိုမျိုးတွေပေါ့မကောင်းတဲ့ဟာတွေပေါ့လေအဲ့လိုမျိုးတွေလောက်တာတွေလောင်းစားတွေလောက်တာတွေအဲ့လိုမျိုးတွေဖြစ်ခဲ့လို့ရှိရင်လက်ပိတ်တယ်နော်ဘလောက်ပဲပတ်စံချမ်းသာတဲ့သူပဲဖြစ်ဖြစ်ကိုမျက်နှာကိုမန်နေကြည့်အောင်ကြက်တွေမရှိတာမျိုးအစားခံစားရတဲ့အဲ့ဒါမျိုးတွေလုံးဝမလုပ်နဲ့နော်ကံကောင်းခြင်းနဲ့ဆိုရင်လွယ်လွယ်လေးပါဗျအကညာဝရိယ၃ခုပေါင်းရင်အဆင်ပြေတယ်ဗျာနော်အဲ့တော့ဒီကလာမှာအထူးသဖြင့်လေ ကားနဲ့ပတ်သက်ပြီးအယောင်းဝယ်လုပ်တဲ့သူတွေတော်တော်လေးအားကောင်းနေပြန်နော်အဲကားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေတော်တော်လေးအဆင်ပြေတော့အယောင်းဝယ်လုပ်ရင်တော်တော်လေးအားကောင်းတယ်ဈေးကောင်းရမယ်လို့ခေါ်တာပေါ့နော်ဒီကာလမှာကားအယောင်းဝယ်လေးတွေလုပ်လို့ရှင်ပြီးတော့ပတ်စံရှိလို့ဝယ်မယ်ဆိုရင်အဝယ်တော်တဲ့ကာလလို့ခေါ်တယ်ကြောက်တွေပါတွေတွေ့ရင်အောင်မယ်ဆိုတဲ့ကိန်းတွေမှာပါတယ်ကြောက်နဲ့ပတ်သက်တဲ့အယောင်းဝယ်လေးတွေဖြစ်လာလိမ့်မယ်ကြောက်တွေပါတွေဖြစ်လို့အောင်ပြီးတော့တိန်းထောင်တောင်းများစွာမကအဲရတဲ့အနေအထားတွေဖြစ်တဲ့ကိန်းတွေမှာပါတယ်ဒါကတော့လူနေမှုအနေအထားတွေပေါ်မူတည်ပြီးတယောက်နဲ့တယောက်ကွာခြားမှုတွေတွေကတော့ရှိလာလိမ့်မယ်ဗျာနော် အဲ့နောက်ကဒီကလာမှာအလုပ်လုပ်တဲ့ခါမှာဘာပဲလုပ်လို့တနင်္လာသားသမီးတွေနဲ့ပူတွဲပြီးလုပ်မယ်အဲတနင်္လာနာနဲ့ပတ်သက်တဲ့ကုမ္ပဏီစီတွေရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေကပိုပြီးအကျိုးပေးတယ်ဗျာနော်ပြီးတော့ဒီကလာမှာခရီးသွားတဲ့တယ်ခရီးရအကောင်းနဲ့ခရီးလေးတွေသွားတဲ့တယ်ခရီးသွားပြီးတော့နောက်ပိုင်းအကျိုးစီးပွားလေးတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ကောင်းတယ်ပြီးတော့အရင်တော့ကအဲကို့မှာပေါ့လေမိဘကြောင့်စိတ်တော်ကရောက်လာတာညီကောင်မတော်ကြောင့်စိတ်တော်ကရောက်တာလင်းကြောင့်စိတ်တော်ကရောက်တာသားသမီးကြောင့်စိတ်တော်ကရောက်တာအဲ့လိုအထက်အောက်ကြားတဲ့စိတ်တော်ကရောက်တဲ့ကိန်းလေးတွေဒီကလာမှာအပိသက်အဲအောင်မြင်စွာ အပြတ်ဖြတ်နိုင်သွားအနေထားလေးတွေကြောင်းရမယ်ဆိုတော့တော်တော်လေးအားကောင်းနေပြန်နော်ကျွန်တော်တို့ဒီကာလကိုတော်တော်လေးဝမ်းသာတယ်ပြီးတော့မထင်မှတ်ပဲနဲ့အဲဖျားဘူးခီးသွားတာတွေအလူတန်းထားလို့ရတာတွေလည်းဖြစ်တတ်တော့တော်တော်လေးအားကောင်းတယ်အဲ့မှာမာစရာလေးရှိတယ်နံပါတ်1ကျမ်းမာရေးဂရုစိုက်ရမယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်အသက်ရွယ်ကြီးနေတဲ့သူတွေကိုကျွန်တော်စိတ်ပူတယ်လေဖြတ်တတ်တယ်လေဖြတ်ပြီးကိုယ်တချမ်းသေးတာတွေလက်တွေခြေထောက်တွေတချမ်းအဲ့လိုမျိုးအကျော်ဆွဲသွားတာတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားမယ် ဂယူဆိုင်ပေါ့လေပြီးတော့အစာမပြီးတော့ဝမ်ပြတ်ဝမ်ရှော့အထက်လောင်အောက်ရှော့ဖြစ်တာမျိုးလေးတွေအစာအစိတ်တင်တာမျိုးလေးတွေသွားဖြစ်တတ်တဲ့တို့ကအစာစာစားရင်တတ်မှတ်ရှင်းရှင်းလေးတွေကိုစားပါမတည့်တာလေးတွေမစားပါနဲ့လက်လက်ဆက်ဆက်လေးတွေစားပါဗျာနော်အရေးကြီးလို့ပါဗျာနော်အဲ့ဒါလေးတစ်ချက်မှတ်ထားပဲအဲနောက်တစ်ခါအမျိုးသမီးလေးတွေတစ်ချက်သတိထားမယ်သွေးသားတက်အိမ်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တဲ့ဂယူဆိုင်မယ်နော်အိမ်ထောင်ရှင်ဟိုအမျိုးသမီးလေးတွေဘာလေးတွေရှိတဲ့ဆိုတော့ဒီကာလမှာတို့ကအဲဘယ်လိုပြောမလဲကိုဝင်ရတာခလေးအတောင်သမီးယရနာလေးတွေရတဲ့ဂိမ်းထဲမှာပါတယ်တောင်သမီးယရနာရရင်ကောင်းတယ်ဗျာနော် ဝန္ဒနာပိုင်းထီထိုးပါဗျာထီစုရေးပါတယ်ပောက်တတ်တယ်ကိုယ်ဆောင်မိကလေးကိုယ်အိမ်ကိုညာညက်နေလာတက်ခူတာဖြစ်စေကိုကိုတိုင်းကငကိုရီကကိုယ်အိမ်မှာဖြစ်စေကိုကိုတိုင်းဖြစ်စေဗောလေကိုဝင်ဆောင်တာတို့အနည်းနာမှာရုတ်တရက်ကလေးပဲထမွေးလာလို့ဆိုရင်အဲ့ဒါထီပေါက်တတ်တဲ့ဂိမ်းတွေမှာပါတယ်နော်ထိုးပြအောင်ထိုးပြထိုးမဲ့ဆိုရင်အများအဖြစ်ဘာကနာမဲ့ထိုးထိုးအဆင်ပြေတာထိုးသို့တော့အများအဖြစ်တော့အပူအခွားတွေများများလေးပါတာထိုးနှစ်ကနာများများပါတာလေးတွေထိုးပေးပါလို့အကြံပေးချင်တယ်ဗျာနော်အဲ့ဒါတစ်ချက်ပေါ့အဲ့နောက်တစ်ချက်ကဘာလဲဆိုတော့အဲပညာရေးနဲ့ပတ်သက်တာလေးမှာခြင်းတယ် တနင်္ဂနွေသားသမီးတွေဒီကာလမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဆောင်းဝဲဖြစ်တော့အောင်မယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်သို့တော့လွတ်လွတ်ကင်းကင်းအောင်တာမျိုးမဟုတ်ဘဲနဲ့အညာအခိုက်လေးတွေကြုံရတယ်တခြားသတိထားမယ်နော်အညာအခိုက်လေးတွေကြုံရတယ်အဲတရားရံကတော့အောင်မြင်တာမျိုးမဟုတ်ဘဲနဲ့လေပုတိခါတီအောင်တဲ့ဂိမ်းရှိတော့အမတ်တရားဆိုရင်40လောက်ပဲရတဲ့ဂိမ်းရှိတယ်အဲ့တော့ကိုဘကဝရိယလေးတော့ပုံမှန်ထပ်ပို့ပြီးကြိုးစားပေးပါလို့အကြံပေးခြင်းနဲ့နော်အဲဒီကာလမှာတွားလာလှုပ်ရှားတဲ့အခါမှာပေါ့လေ အရှိအမြောက်တောက်ရက်ကိုခီးသွားခြင်းရှောင်ပေးရမယ်တောင်ရက်ကိုခီးသွားခြင်းရှောင်ပေးရမယ်အဲ့လိုသွားခဲ့ရင်ဘေးရန်တွေရှိတာမျိုးတွေတခါတည်းနဲ့မကပဲနဲ့အဲ့လိုမျိုးစရိုက်စရိုက်ဖြစ်တာမျိုးတွေရာအစားကြုံရတတ်တဲ့ကိန်းတွေမှာပါတဲ့အတွက်အထူးသတိထားပါဗျာနော်အရေးကြီးတော့ပါအရှိရက်တွေပါလေခီးသွားမယ်ဆိုရင်သွားလို့တင့်တော့တယ်သွားကောင်းတဲ့အနေထားမှာပါတယ်သွားပါဗျာနော်ပြီးတော့တနင်္လာနံနဲ့စားတဲ့မျိုးတွေရာတွေကိုသွားရင်ကောင်းတယ်ဗျာနော်သွားပါအဆင်ပြေပါတယ်ဘုတ်ကုနံနဲ့စားတဲ့မျိုးတွေရာတွေကိုသွားရင်မကောင်းပါဘူးဗျာနော်သတိထားပါဘေးရန်တွေလေးတွေရှိတတ်တယ်အထူးသဖြင့်ဝင်နှန်းတွေတစ်ချက်သတိထားပြီနော်အဲ့စကားလေးတော့မမေ့ပါနဲ့ အဲဒီကလာမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးမာကျင်တယ်ခုနကစီဝါလက်လာပါလေဒီကောင်းမယ်လို့ကျွန်တော်ပြောထားတယ်နော်ဒီတစ်ပတ်ကာလကအဆင်ပြေတယ်အဲအချစ်အိမ်တော်ကြီးမှာနှမျိုးလေးဖြစ်တတ်တယ်ဗျဒီကလာမှာလေဟိုဟာနံပါတ်1ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်တွေနဲ့အဆင်မပြေဘူးအာကွဲတာပြက်တာလေးတွေဖြစ်တတ်တယ်ဒါပေမဲ့တကယ်တကယ်ကွဲလားပြက်လားမင်းမကွဲလည်းမကွဲဘူးပြက်လည်းမပြက်ဘူးအဆင်ပြေလားမပြေရင်မပြေဘဲနဲ့တိုးတိုးတောင်းဝင်နေသွားဖြစ်တတ်တဲ့ဂိမ်းထဲမှာပါတယ်အဲ့တော့အဆင်မပြေဘူးဆိုရင်ကိုက စိတ်ထွက်ပေါက်အနေနဲ့ဖြစ်သည်တခြားအကြောင်းကြောင့်ဖြစ်သည်ပေါ့လေကိုစီကိုနောက်ထပ်ထပ်ဝင်လာတဲ့သူတွေကိုလက်ခံမိလိုက်တာလက်ခံတဲ့သူကအော်လူပြောပြောလည်းမဟုတ်ဘူးနောက်ဆက်တွဲပါတဲ့သူကိုမှလည်းနောက်ဆက်တွဲပါတဲ့သူအိမ်မှနေနဲ့ရှုပ်ရှက်ခတ်တဲ့အနေအထားမျိုးတွေကြုံရတတ်တော့လေဖြစ်နိုင်တော့ချစ်သူမရတဲ့သူတွေချစ်သူရတတ်တဲ့ကိန်းရှိတယ်ဒါပေမဲ့လို့နံပါတ်၄ကိုမှလွတ်လွတ်လပ်လပ်ဖြစ်မှနောက်ချစ်သူထားမယ်နောက်တစ်ခါဘလို့ပြောမလဲတခုလုံးမဲ့ကြိုင်မယ်ဆိုရင်ပြက်ပက်တသားစဉ်းစားဆုံးဖြတ်ပြီးမှလောက်ပါဗျာနော်ခိုးလိုလိုဒီလိုလိုလိုနေနေမှရှုပ်ရှက်ခတဲ့အနေထားလေးတွေဖြစ်ရင်ဝင်လာမဲ့စီးပွားလက်လာပါလေးတွေပိတ်ကြဝိုင်းအမတန်နှမျိုးဖို့ကောင်းပါတယ်အဲ့ဒါလေးတွေမမေ့ပါနဲ့နော် အာတခုပြောချင်တယ်ဒီကာလမှာကိုစီကိုချစ်သူအိမ်တော်ဘက်အနေနဲ့ဝင်လာခဲ့ရင်သတိထားပေးပါဝင်လာတဲ့သူတွေကလူပြိုအပြိုမဟုတ်ဘဲနဲ့နောက်ဆက်တွဲပြဿနာတွေအမှုစုမှုတို့တခုလည်းတို့လက်ရှိအိမ်တော်တရားဝင်ကွာရှင်းသားရတဲ့မဟုတ်တဲ့အမျိုးသမီးအမျိုးသားကလေးမေတွေကလေးအဖေတွေဒါမျိုးတွေအစအကြုံအတက်တက်ဂိမ်းနေရှိတော့အထူးသတိထားမယ်နောက်အိမ်တော်ရှင်အမျိုးသားအမျိုးသမီးတွေလည်းတစ်ချက်သတိထားကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကစနေလို့တနေ့လာလို့ဆိုရင်အငငယ်နောက်တွေ့တာလေးတွေဖြစ်တတ်တဲ့ဂယူးဆိုင်တွေပဲနော် အဲ့တော့ဒီတစ်ပတ်ကာလမှာအပြာရောင်ပွမ်းရောင်အနီရောင်ကြက်သွေးရောင်အဖြူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဗျာနော်။နေစီပန်းရောင်စုံ၊ကနမပန်းရောင်စုံ၊ကြာပန်းကြောက်စင်ပန်းအဲ့ဒီပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေ့မှာအလပောင်းထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါ။ပြီးတော့ဒီကာလမှာအဲလှုပ်ရှားသွားရတဲ့ခံပေါ်လေဇွန်လ73ရက်74ရက်75ရက်79ရက်78ရက်အဲ့ရက်တွေကအမရန်ကန်ကောင်းတယ်ဗျာနော်။ငွေအစုလိုက်ပြုံလိုက်ဝင်လာတဲ့ကိန်းလေးတွေရှိတယ်။အကောင်းသောခင်းလေးတွေသွားတတ်တယ်လို့ခေါ်တယ်။ ငယ်ရွယ်တဲ့သူတွေဆိုရင်အိမ်တော်တွေဘာတွေကြာလာမျိုးတွေနောက်အလူကိစ္စမင်္ဂလာဆောင်ကိစ္စတွေပါဝင်ဆောင်ရွက်ရတာပရဟိတလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ရတာမျိုးတွေအစားဖြစ်တော့တော်တော်လေးအားကောင်းတယ်ဗျာနော်အရေးကြီးတဲ့လုပ်ငန်းမှာများအိတ်ကာရမှာလုပ်ပါဇွန်လ12ရက်16ရက်အိတ်ရကတော့အညာအခိုက်လေးတွေရှိတယ်တစ်ချက်သတိထားမယ်လူရင်းလူယုံဒုက္ခပြီးတတ်တယ်အရင်ဆုံးသူတို့ကြောင့်စိတ်ညစ်စိတ်တော့ကရောက်တတ်တယ်အဝေးကြီးမဟုတ်ဘူးချစ်သူအိမ်တော်ဘက်ကိုဖြစ်စေတာသမီညီကိုမောင်နှမကိုဖြစ်စေနော်အလုပ်ထမဆိုလို့ရှိရင်လည်းလှုပ်ဖို့ကိုင်းမဲ့အချင်းချင်းမနာလိုတာတွေခွတ်ဆောင်ကုတ်တာတွေဒါမျိုးတွေအစားကြုံရတတ်တဲ့အတွက်အဲလူရင်းလူယုံတွေအရင်သတိထားပါ ကျွန်တော်ကကိစ္စမရှိဘူးအဲနာမည်ဂုံသိခါနဲ့ပတ်သက်ပြီးနာမည်ပြက်လေးတွေအဆုတ်ဆွဲခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တလဲအကြံပေးပြသေးပြန်နော်အဲ့တော့ဒီဘက်ကကာလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနှဲငယ်သောအညာအခိုက်လေးတွေလည်းရှိတယ်ရှိတော့အညာလေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရလေးခြေချအောင်ပြန်နော်အဲ့တော့ရရအနေနဲ့ဘယ်လိုခြေရမလဲဆိုရင်မနှက်ဆော့ဆော့လေးပေါ့လေငကယုံဖျားမှာနွားနုံနဲ့ပေါက်ပေါက်လေးကက်လူပါမျိုးတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအားဖြင့် အလူရှိရဆန္ဒလေးတွေတလုံးတကွာပြေးွားလာပါလိမ့်မယ်ဗျာနော်ဒါအပြင်ကြုံနေရတဲ့အညာအခိုက်တွေပြေးအောင်ကိုအိတ်တဲ့အိတ်ရအောင်ပါဗောလေအုံးလကအသားလေးကိုကိုရဲ့ဘဘက်လက်နဲ့တရောင်တိတိတိုင်းဖြတ်မယ်ပြီးရင်ခြေထောက်အောက်မှာကန့်လျက်ခင်းအိမ်မယ်နော်မနေ့ကအဲ့ဒါလေးကိုခါလျက်နဲ့ထပ်ပိုင်းပါပြီးတော့တပိုင်းဟိုကအရှိမြောက်ထောက်ရက်ကိုစွန့်ပြင်မယ်နောက်တပိုင်းဟိုကအနောက်အဲတောင်ထောက်ရက်ကိုတပိုင်းစွန့်ပြင်မယ်နော် crossing ပြတ်တယ်လို့ခေါ်တာဗောပြတ်တဲ့အခါမှာငါထန်နေခန်းငါမှရှိတဲ့မကောင်းတဲ့ကံအညံ့ခိုက်တွေပြေးပါသေးဆိုပြီးစွန့်ပြပလိုက်ပါဗျာနော် အဲ့လိုလှုပ်ခြင်းအဖြစ်ဒီတပတ်ကာလမှာတနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေကြုံနေရတဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရိပ်ကောင်းသွားပါလိမ့်မယ်အစသအရာအစဉ်ပြေပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရစေနော်